အားလုံးပဲဒါ PJ စာအုပ်ရှိပြီဒါစမကတ်ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Thai visa မရှိတဲ့ကျွန်တော်တို့ PIB ပတ်နဲ့ခေါ်ပြရပေါ့နော်ဒါဒီနေ့ကိုယ်ရဆိုလို့ရှိရင်ဒါအမအဆက်ဆက်မင်းမြတ်မရှိရောက်လာပေါ့နော်ဟုတ်မြန်မာပြည်သူတွေဟာနိုင်ငံသားတယောက်ရရမဲ့အခြေခံအခွင့်အရေးတွေကိုငွေပေးပြီးပြန်ဝယ်နေကြရပါပြီဒီပါထွက်ခါမဲ့လူငယ်တွေဟာလူရောက်ခီးကိုအနောက်ရှက်ကင်းကင်းယောက်ျားဖို့အတွက်တရားဝင်ကြတဲ့အခါကြီးငွေထက်များစွာပေးနေရတဲ့ အခွင့်ထုခံ VIP ဝန်ဆောင်မှုတွေကိုအသုံးပြုနေကြရပါတယ်စစ်တပ်ရဲ့အာဏာသိမ်းမှုနဲ့ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်နိုင်ငံပြပကိုလူငယ်တွေအများပြားထွက်ခွာလာကြပါတယ်တချိန်တည်းမှာပဲအခွင့်ထုခံ VIP ဝန်ဆောင်မှုတွေခေါင်းထောင်လာတာလည်းဖြစ်ပါတယ်ကျွန်တော်တို့တင်းတင်းနဲ့မော်ရိုတောင်လည်းမလူချင်းလေးကိုလည်းဒရူဖြစ်ခဲ့တယ်ဒါပေမဲ့ through လည်းမပတ်သက်ချင်းဒါပေမဲ့ဒီလိုကိုသားသမီးကိုရဲ့အရှိအမြန်ရောက်မှုတော့ကတော့မဖြစ်တော့လဲအောင်ဝန်တန်းရတော့ပဲ မတို့မနိုင်ငံသားခွင့်ရပြီးဝါမရှိကိုနိုင်ငံကလည်းဟိုကောက်ခဲ့တာလည်းမရှိဘူးလေမတို့နိုင်ငံကိုလူငယ်တွေစွန့်ခွာမှုများလာတဲ့နောက်စစ်ကောင်စီကပြည်ပထွက်ခွာခွင့်တွေကိုပြင်းပြင်းထန်ထန်တရေချင်း တင်းကျပ်လာခဲ့ပါတယ်ပြည်ပထွက်ခွာဖို့မရှိမဖြစ်လိုအပ်တဲ့နိုင်ငံကူးလက်မှတ်ပတ်စပို့တွေထုတ်ပေးတာကိုအကန့်အသတ်နဲ့လုပ်လိုက်တာစစ်မှုထမ်းဥပဒေအရအသက်ပြည့်သူတွေနိုင်ငံပြင်ပထွက်ခွာမှုကို တင်းကျပ်လာတာပါ စစ်ကောင်စီက passport စာအုပ်လုတ်တဲ့လူအများများလာတဲ့အတွက် online ကနေရက်ချင်းယူပြီးမှတွားရောက်လုတ်ကန်နိုင်ဖို့ကို2022ခုနှစ်လောက်ကစပြီးတင်းကျပ်ခဲ့ပါတယ်။ဒါကြောင့်ကိုယ်တိုင်လျှောက်ထားသူတွေဟာ passport စာအုပ်အသစ်လုတ်ဖို့အနည်းဆုံး3လလောက်ကြာမှဖြစ်ပြီးကျပ်ငွေ4000ဝန်းကျင်လည်းကုန်ကြပါမယ်။တခြားဆိုရင် passport စာအုပ်လုတ်ဖို့6လကနေတစ်နှစ်လောက်ထိစောင့်ရမဲ့လူတွေလည်းရှိနေပါတယ်။နိုင်ငံကူးလက်မှတ်အမြန်လုပ်ဖို့ BMB ဝန်ဆောင်မှုရယူခဲ့သူက သူ့ရဲ့တွေ့ကြုံကို ခုလိုပြောပြပါဗျာ။ နေမပုံနေဖြစ်နေတော့နေမှာပဲလို့ရမှာဒီဟာလို့လို့မရဘူးပေါ့လို့ပြောတော့ဘုကကျွန်မဒီဟာမပုံနေမဲ့လို့ရှင်းတာโอเคရတယ်အဲ့ဆိုသူတို့ရဲ့ရေမှုချုပ်ကိုမတွေ့လဲဆိုရေမှုချုပ်ကိုဝင်တွေ့လိုက်တာအဲ့မှာရေမှုချုပ်ကိုမှုပူပြီးတော့မှโอเคရတယ်ရေမှုချုပ်ကလာခဲ့တော့ပေါ့တော့အမတော့အရင်ကခဲ့လို့အဲ့လောက်ပဲသူကဘလို့ညိနေတာပေါ့ဟိုကဒီလိုလိုလှုပ်ရှင်လဲဆိုအော်ဘဒူဘဒူဖုန်းဆက်ထားလာဟုတ်တယ်ပေါ့ဘဒူဘဒူဖုန်းဆက်ထားတယ်โอเคရတယ်အဲ့ဆိုသူတို့သူကလက်မှတ်ကလေးတစ်ချက်ပဲထုတ်ပေးလိုက်တယ်ပြီးပြီးသူနဲ့တော့သူရဲ့နဲ့တော့ကောင်းကောင်းမမမိတော့ မပေါ်ဒီ passport တော့တို့ဒီလိုပုံမှန်အတိုင်းပဲဘာမှမကြောက်ဘူးပြီးတော့ဒီယုံထဲမှာလိုက်ပြီးတော့လေတို့လူတွေပဲအကုန်လုံးလိုက်လို့ပေးလိုက်တာပဲပြီးသွားရောဘာမှကိုယ်ကလက်မထိုးရုံသက်သက်ပဲ passport ထုတ်တော့လေလူကိုယ်တိုင်သွားထုတ်ဆရာမလို့ဘူးတို့လူပဲထုတ်ပေးပြီးတော့ရပြီနော်အမယူလာခဲ့ပြီးလိုက်ရလိုက်တော့ဆိုအဲ့လိုပဲပြောလာလေ2022ခုနှစ်တုန်းက passport စာအုပ်တော်အမြန်ရဖို့ VMB ဝန်ဆောင်မှုက၄သိန်းကနေ၅သိန်းဝန်းကျင်အထိပေါက်ဈေးရှိခဲ့ပြီး2025ခုနှစ်မှာတော့သိန်း20အထိပေးရတယ်လို့ပွဲစားတွေစီကတီးရပါဗျာ ရန်ကုန်နဲ့မန္တလေးမြို့ကအပြည်ပြည်ဆိုင်ရာလေဆိပ်တွေမှာပြည်ပထွက်ခွာဖို့တမတ်ချက်တွေပြည့်စုံပေမဲ့စစ်မှုထမ်းမှုအသက်ပြည့်နေတဲ့အတွက်လူဝင်မှုကြီးကြပ်ရေးလာဝကကမေကွန်းနေမေပြီးထွက်ခွာခွင့်မပေးတဲ့ဖြစ်စဉ်တွေရှိနေပါတယ်။ဒီအခြေအနေတွေကိုကြော်လွှားနိုင်ဖို့ VIP Pass ဆိုတဲ့ဝန်ဆောင်မှုအသစ်တစ်ခုထွက်ပေါ်လာပါတယ်။ဒီဝန်ဆောင်မှုကိုပေးသူတွေကအခုလိုကြော်ညာထားတာကိုတွေ့ရမှာပါ။ AIR ကလေဆိပ် VIP Pass ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီ၃ခုကိုဆက်သွယ်မေးမြန်းထားကြရာဒီဝန်ဆောင်မှုကိုရယူဖို့အနည်းဆုံးမြန်မာကျပ်ငွေ330ပေးရမှာဖြစ်ပါတယ်။ဒီငွေကိုဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီနဲ့လေဆိပ်ကလာရောက်အရာရှိတို့ခွဲဝေယူမယ်လို့နားလည်ရပါတယ်။အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အကြမ်းမဖက်အာဏာပိဆိုင်ရေးလှုပ်ရှားမှု CDM မှာပါဝင်လို့ပြည်ပထွက်ခွာခွင့်ပိတ်ခတ်ထားရတဲ့သူဆိုရင်တော့ VMB ဝန်ဆောင်မှုနဲ့ပြည်ပကိုထွက်ခွာနိုင်ပါတယ်။ကုန်ကြစည်အနေနဲ့ကတော့ အ ਨੇ ဆုံးဘတ်နှစ်တောင်းမြန်မာငွေကျပ်25သိန်းနဲ့အထက်ပေါက်ဈေးရှိနေပါတယ်။ဝီကန်ကူလိုတော့ပွဲသားကူကိုစီရန်ဆိုအောင်မိပြီးတော့ကတန်းသွားပြီးတန်းစီသေးတယ်ကြီးကိုကြီးကလေးစီကသွားပေါ်အမလာကမှာစီရင်ရတော့ပေါ်လေပေါ်ကိုကြီးရဲ့ထဲကိုထဲကိုထဲကိုထိုင်ပြီးတော့တော့ကပ်လိုက်တော့ကွာပထမညာစီကမဟုတ်ပါဘူးလို့ကျွန်တော်ကိုယ့်ဘက်ကိုလှုပ်ဆက်ထားတာပါတော့မလိန်နေတဲ့မင်းဘလက်လေးဝင်နေတယ်မင်းကစီရန်ဆိုတာကမဟုတ်ဘူးမှာကိုပြင်းပေါ်လာတော့ကိုကလည်းကုမ္ပဏီဘက်ချက်လက်ကြည့်လိုက်တော့ ူရမကူကြီးရဲ့ဟိုပွေးချက်လက်ကအကုန်လုံးကပေါ်နေကြတော့သူကရှိပြီးသားဟိုအခုမင်းတော့သွားလိုက်တော့တဲ့အပေါ်ထဲမှာစသုံးလုံးတော့ဘာလို့မလာခင်မင်းသွားလိုက်တော့တဲ့နောက်လဲနောက်လဲဒီကြရာဖြစ်တယ်ပြန်တော့မင်းလာလဲလာလဲလမ်းလိုက်ပြန်တော့ဘောနော်ဒီကူမရဘူးကဲအဲ့ဒီတာချီလေးမှာညားရရနောက်နေ့နောက်နေ့မှပြန်ထက်ကူရတယ်အဲ့ကြဘယ်လိုလုပ်လဲဆိုတော့ဟိုသူတို့လောက်ကောင်ကနဲပိုင်တော့ကွာသူကလည်းကြီးစားပြီးသားပေါ့အဲ့ဒီနောက်သွားရတာအဲ့လိုအဲတရာကူဖို့အတွက်မှတ်ပုံနေမိတူကူဖို့နေစာအုပ်လုပ်ဖို့ တန်းစီနေကြပါတယ်တကယ်တော့နိုင်ငံကူးလက်မှတ်ကိုအချိန်ကန့်တတ်တွေမရှိဘဲစိတ်ကြိုက်လုံနိုင်တာရာဇဝဲပြစ်မှုမရှိဘဲနိုင်ငံပြင်ပကိုသွာလာနိုင်တာတွေကနိုင်ငံသားတယောက်ရဲ့အခွင့်အရေးတွေပါဒါကိုငွေနဲ့ပြန်ဝယ်ယူနေရတယ်ဆိုတာကလက်ပေးလက်ယူလုပ်တာပဲဖြစ်ပါတယ်အဂတိလိုက်စားမှုတွေဟာအစိုးရဆက်ဆက်မှာရှိခဲ့တယ်ဆိုပေမဲ့ဒီလိုဝန်ဆောင်မှုမျိုးတွေကစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာပိုပြီးကြီးထွားလာတာဖြစ်ပါတယ်တစ်ဖက်မှာတော့ ဒီဘက်မှာအခြေခံအလုတ်သွားရောက်လုတ်ကင်လိုသူတွေအနေနဲ့ဒီဝင်ဆောင်မှုတွေကိုထဲသွင်းစဉ်းစားလာရတာအခြေခံလူဒန်းစားတွေလက်လန်းမမီနိုင်တော့ပေမဲ့ VIP pass တွေကတော့တစ်နေ့ထက်တစ်နေ့ပိုပြီးကျယ်ပြန့်လာနေပါတယ်။